အလုံးမဲ့မင်္ဂလာပါ The Loud Culture နဲ့ Angela ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုမှာတော့ American နိုင်ငံရဲ့ထောက်လန်းရေးတရှိုးအဖွဲ့ CG ဖြစ်တဲ့ CIA ရဲ့ Operation Argo အကြောင်းကိုပြပြတော့မှာဖြစ်တယ်အဲ့ဒါဆိုလို့ရှင်ဗီဒီယိုကိုဆက်လိုက်ချင်ဆို Yes ေဖော်ဝါရီလ17ရက်1989ခုနှစ်မှာအီရန်နိုင်ငံရဲ့ဘယင်သူရဘယင်ကိုရှာလို့ခေါ်တယ်။အဲ့ဒီရှာမိုဟာမက်ရီဇာပယ်လဗီကိုအဆတ်တင်တော်လန်ခဲ့တယ်။တော်လန်ခဲ့တဲ့အချိန်မှာဒီအီရန်ဘယင်ကလည်းမိုဟာမက်ပယ်လဗီကနိုင်ငံကနေပြီးတော့ထွက်ပြေးသွားခဲ့တယ်။ထွက်ပြေးသွားပြီးတော့အော်တိုဘာလလောက်လဲကြောင်ဘာတည်င်းရလဲဆိုတော့ဒီအီရန်ရဲ့ပြည်ပြေးဘယင် မိုဟာမက်ပယ်လဗီဟာသူ့ရဲ့ကင်ဆာရောဂါကိုကုသဖို့ရန်အတွက်အီဂျစ်နိုင်ငံကနေပြီးတော့အမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်လျှောက်တဲ့အချိန်မှာအမေရိကန်နိုင်ငံကခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းကိုကြားလိုက်တယ်။အဲ့တော့အဲ့တတင်းလဲထွက်လာရောဒီဘယင်ကိုတော်လန်ခဲ့တဲ့တော်လန်ရေးပတ်တော်သားတွေကအရန်ကိုဟိုဒေါသထွက်တာပေါ့နော်။ပထမတစ်ချက်ကသူတို့ဘာကိုစိုးရင်လဲဆိုလို့ရှိရင်ဒီအမေရိကန်နိုင်ငံက မိုဟာမက်ဖယ်လဖီကို ပြန်လဲရာထူးအာနာယရှိဖို့ရန်အတွက် ကုညီပေးမှာကိုသူတို့စိုးရိမ်တယ်ဒုတိယတစ်ချက်ကကြတော့ဒီဖယ်လဖီကိုသူတို့နိုင်ငံထဲကိုပြန်ရောက်ပြီးတော့ကလဲစားချေဖို့အတွက်သူတို့လိုချင်တယ်ပေါ့နော်အဲ့လိုနဲ့ပဲနိုဝင်ဘာလ၄ရက်1989ခုနှစ်မှာအီရန်နိုင်ငံเทเรนမြို့မှာရှိတဲ့အမေရိကန်တန်ယုံကိုတော်လန်ရေးចောင်းသားတွေအများအပြားကဝင်ရောက်စီးနှင်ခဲ့တယ် ဲ့ချိန်မှာတခါတည်းရုတ်တရက်ကြီး American တိုင်ယုံကိုလူအင်အားအများအပြားနဲ့ခါရဝင်းရောက်စီးနေတဲ့အချိန်ကျတော့ရုံရင်းဆန်ခတ်တွေဖြစ်ကြတာပေါ့ဒီမှာတန်တမန်တွေကလည်းဒီလိုမျိုးဝင်းရောက်စီးနေမယ်ဆိုတဲ့ဟာကိုမတိခဲ့တော့သူတို့မှပြင်ဆင်ချိန်လည်းမရအောင်ထွက်ပြေးချိန်လည်းမရအောင်အဲ့တော့ တန်တမန်66ယောက်ကအဖမ်းခံခဲ့ရတယ်။အမေရိကန်နိုင်ငံသား66ယောက်အမှန်ပြလို့ရှင်အလုလုတဲ့သူတွေနဲ့အလုံးပေါင်းအယောက်90ပေါ့နော်။ဖမ်းဆီးခံရတယ်။ဒါပေမဲ့ American တန်တမန်6ဦးကတော့ဒီတန်ယုံရဲ့အနောက်ပေါက်ကနေပြီးတော့ထွက်ပြေးပြီးတော့သူတို့လွတ်မြောက်ခဲ့တယ်။သူတို့အဲ့ဒီလွတ်မြောက်ခဲ့တဲ့တန်တမန်6ယောက်ဟာဆိုလို့ရှင်အာကနေဒါတန်ယုံကိုအမြန်ပြေးပြီးတော့သူတို့ခုန်လုံခဲ့တယ်။ အဲ့တော့ကနေဒါတန်ယုံကိုလည်းရောက်ကိုအဲ့ဒီ American တန်တမန်6ရောက်က American နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့ဒီ Pentagon ရဲ့ကိုအကြောင်းကြားပြီးတော့ကဲငါတို့တန်ယုံတော့ဝင်ရောက်စီးနင်းခံရပြီဒါပေမဲ့အနောက်ဘက်ကနေငါတို့6ရောက်ကတော့လွတ်လာတယ်အခုကနေဒါတန်ယုံမှာရှိနေပါတယ်လို့သူတို့အကြောင်းကြားခဲ့တယ်အကြောင်းကြားတဲ့အချိန်ကျတော့ကနေဒါဒီတန်ယုံကလည်းခလုံးခွင့်ပေးထားတာပေါ့နော်သူတို့ကဒီတန်ယုံကတန်အမတ်တွေရဲ့အိမ်တွေပေါ်မှာခါတယ်လို့နေစေခဲ့တယ် ဒါပေမဲ့ရေရှင်နေဖို့ကလည်းမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ဒီ American တပ်သမန်6ယောက်ကိုခေလွန်ခွင့်ပေးထားတယ်ဆိုတဲ့သတင်းကပေါက်ကြောက်သွားပြီဆိုလို့ရှိရင် American တန်ယုံဝင်စီးနှင်းခံရတယ်လို့မျိုးပဲကနေဒါတန်ယုံလည်းဝင်ရောက်စီးနှင်းခံရမှာကိုအယံဆိုးရင်ရတယ်။အဲ့တော့ဒီ American တန်တမန်6ယောက်ကိုကယ်တင်ဖို့ရန် အတွက်ဒီ American နိုင်ငံကနေပြီးတော့ CIA ကိုတာဝန်ပေးခဲ့တယ်။အဲ့တော့ဒီ တောင်ဝကျတော့အရန်ကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံသားတွေကအဲ့ဒီအချိန်မှာအီရန်နဲ့အရန်တင်းမာနေတော့ဝင်လာလို့သူတို့တော့အဆင်မပြေဘူးပြီးလို့ရှိရင်ဒီနေဆက်ကနေဖြတ်ဖို့ကလည်းလုံးဝမလုံခြုံဘူးအာပြီးလို့ရှိရင်ဒီတန်တမန်6ရောက်ကလည်းသူတို့ရဲ့ဒီစာရွက်စာတမ်းတွေမှတ်ပုံတဲ့ ID passport ဘာတစ်ခုမှဟိုပါမလာပဲနဲ့လူလွတ်ကြီးပဲထွက်ပြေးလာတာဆိုတော့ ကယ်ဖို့အတွက်မစ်ရှင်ကအရင်ခတ်တယ်။ CIA မှာရှိတဲ့ဒီအရာရှိတွေထိတ်တန်းရာရှိတွေကသူတို့စီဝေးလုပ်တယ်စီဝေးလုပ်ပြီးတော့ကဲမင်းတို့တွေဌာနပေါင်းစုံပြောရပါတော့မင်းတို့တွေဟိုဒီ6ယောက်ကိုကဲတင်ဖို့ရန်အတွက် rescue mission လိုအပ်တယ်အဲ့တော့ idea တွေထုတ်လာခဲထုတ်လာပြီးတော့ပြီးဆိုလို့ရှင်အဖြစ်နိုင်ဆုံးနဲ့အကောင်းဆုံးသော idea ကိုရွေးချယ်ပြီးတော့ငါတို့ဒီဟိုကဲတင် ရေလုံကဲကဲဆဲရေလုံငန်းကိုအမြန်စတင်ရအောင်ဘာလို့လဲဆိုလို့ရှိရင်ကနဒါအတွက်လည်းမကောင်းဘူးပြီးလို့ရှိရင်ကြာလေအဆင်မပြေဖြစ်လေဆိုတော့အမြန်ဒီ operation ကိုစရမယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ချက်ချခဲ့တယ်အဲ့လိုဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းမှာဒီ American ဒီ CIA ရဲ့လျှို့ဝှက်စစ်စင်ရေးဌာနမှာအကြီးအကဲဖြစ်တဲ့ Tony Mantis ကဘာကိုစဉ်းစားမိလဲဆိုတော့ဒီ rescue mission အတွက်ကို ကြံတဲ့ဟာကိုမစင်စားပဲနဲ့အကယ်၍ငါတို့ကဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းအတွက်ရုပ်ရှင်နေရာပေါ့နော် location scout ရှာတဲ့သူတွေအနေနဲ့အတွင်ယူပြီးတော့အီရန်နိုင်ငံတဟရန်မြို့ကိုဝင်ဘလို့လဲဆိုပြီး idea ဆရလာတယ်။သူ့ရဲ့ idea ကဒီလိုမျိုးပေါ့။အဲထိုနီမန်ဒက်စ်ဒီ CIA ရဲ့ဒီစစ်စင်ရေးလျှို့ဝှက်စစ်စင်ရေးအရာရှိကသူကိုယ်တိုင် အာဟောလိဝုဒ်ရဲ့ရုပ်ရှင် location scout လုပ်မယ်ပြီးလို့ရှင် CIA နောက်တယောက်ကိုကြတော့ဒီဓာတ်ပုံဆရာအနေနဲ့ပေါ့နော်ဒီရုပ်ရှင်အတွက်ဓာတ်ပုံဆရာအနေနဲ့လောက်ခိုင်းမယ်ပြီးလို့ရှင်ရဲ့ဒီတန်တမန်6ယောက်ကိုကြတော့အာအတွဲနှစ်တွဲလုပ်ပြီးတော့ပြီးရင် single ယောက်ကိုကြတော့ဒီတိုင်းအာ လူမှုရေးကဲဆယ်လူအလူသားကဲဆယ်ရေးလုပ်ငန်းတွေမှာအကျိုးပြုတဲ့စေတနာဝန်ထမ်းနေနဲ့အတွင်ယူခိုင်းမယ်ဆိုတဲ့ idea ရလာ idea ရလာတဲ့အချိန်ကျတော့အဲ့ idea ကိုသူကအစည်းအဝေးမှာအကြံဖြင့်ရှင်းပြတော့ရှင်းပြတဲ့အချိန်ကျတော့အဲ့ဒီ idea ကိုပေါ့နော်ရီတော့အရင်ရီချင်စရာကောင်းတယ်ပေါ့ဒါပေမဲ့အဖြစ်နိုင်ဆုံးကလည်းအဲ့ idea ကပို့ပြီးတော့ဖြစ်နိုင်တယ်ဆိုတော့အစည်းအဝေးမှာသူတို့အားလုံးက okay tony mendes ရဲ့ idea ကိုပဲရွေးပြီးတော့ငါတို့စတင်လုပ်ငန်း ဆောင်ရွက်ရအောင်ဆိုပြီးတော့သဘောတူညီမှုရရှိခဲ့တယ်။ဒီ Tony Mendes ကသူ့ရဲ့ idea ကအရွေးခံရတဲ့အတွက်ကြောင့်မလို့အစအလေအဆုံးကိုသူပါဝင်လှုပ်ရှားရတော့မှာပေါ့နော်။လှုပ်ရှားရတဲ့အချိန်ကျတော့ဒီ operation ကိုသူက Hollywood ရုပ်ရှင် location scout အနေနဲ့အသွင်ယူတဲ့အချိန်မှာပေါ့နော်။သူကသူ Hollywood မှာတကယ်လှုပ်တဲ့စနစ်အတိုင်း ရုပ်ရှင်တွေဘယ်လိုမျိုး စပြီးအကောင့်ထဲပေါ်လဲရုပ်ရှင်လုပ်ငန်းကဘယ်လိုမျိုးထုတ်လုပ်ရဲဘယ်လိုမျိုးဆိုတဲ့ဟာတွေအကုန်လုံးကို စတင်စနစ်တကျလုပ်တယ်ပြီးတော့ Hollywood စနစ်အတိုင်းဒီသူတို့ကဘာရုပ်ရှင်အတွက် location scout လုပ်တာလဲဆိုတဲ့ဟာကိုပြန်စဉ်းစားတော့ okay ငါတို့ရုပ်ရှင်အတူတစ်ခုကိုစင်စားရအောင်အဲရုပ်ရှင်ကဘာလဲဆိုလို့ရှိရင်တိတ်ပန်ဆန်ဆန်ဖြစ်တဲ့ argo လို့ခေါ်တဲ့ ရုပ်ရှင်ဆိုပြီးရုပ်ရှင်နာမည်ရုပ်ရှင်အတုနာမည်ရောပေါ့နော်အာဂိုလို့ယူလိုက်တယ်ပြီးလို့ရှိရင်တကယ်ပဲ Hollywood မှာနာမည်ကြီးတဲ့ Hollywood makeup ပညာရှင်ရဲ့ပြီးလို့ရှိရင် CIA contractor လည်းဖြစ်တယ်ပြီးလို့ရှိရင် Planet of the Apes ရဲ့ရုပ်ရှင် producer လည်းဖြစ်တယ် John Chambers ရဲ့အကူအညီနဲ့ဒီ Hollywood ရုပ်ရှင်လောကမှာရုပ်ရှင်တစ်ခုတည်တဲ့အချိန်မှာ ဘလို့ကနေစလုတ်တယ်ဘလို့အဆုံးထိလုတ်တယ်ဆိုတဲ့ဟာအကုန်လုံးကိုအဲသူတို့ဆရာအကူညီရယူခဲ့တယ် operation argo လို့နာမည်တက်ပြီးတော့ဒီတကယ်ပဲ hollywood ရုပ်ရှင်တစ်ခုကိုဘလို့တီးတာလဲဘလို့မျိုးပုံစံလဲဆိုတဲ့ဟာကိုပေါ့နော်အသေးစိတ်ကိုဒီ CIA ရကအာအတွင်ယူတာပြောရမယ်ဆိုလို့ရှင်ဒီ operation အတွက်အဓိကကျတဲ့အာကိုရုပ်ရှင်အတွက်လိုအပ်တဲ့စိုက်ညွန်းတွေပြန်ရုပ်ရှင်တည်ဖို့နေရာရွေးတဲ့အခါမှာ Hollywood location scout တွေလုပ်တယ်လို့မျိုးမြေပုံတွေပါမယ်ပြီးလို့ရှင်ဘယ်ရုပ်ရှင်ရဲ့ဘယ် scene ကဘယ်နေရာမှာဆိုတဲ့ဟာကိုဒီစက်ညွန်းနဲ့ scene နဲ့ဓာတ်ပုံနဲ့တကွလုံးဝစာရွက်စာတမ်းတွေလုတ်တယ်ပြီးလို့ရှင်ရင်ဒီ poster ပေါ့နော်အခုပြထားတယ် Argo ကိုလည်းဒီလို poster ကိုတကယ် Hollywood မှာအာ poster ထုတ်တဲ့ artist တွေကပဲသူတို့ design လုပ်ပြီးတော့လုပ်ပေးခဲ့တယ်။မှတ်ထားရမှာဒါအခုခင်မဟုတ်ဘူးเนาะ1989ခုနှစ်ဒါဆိုရင်တော်တော်လေးဟိုဟိုခေတ်ရှိပြေးတဲ့ poster ပုံစံမျိုးပေါ့။ပြီးလို့ရှင်ရင်သူတို့ကဘာလုပ်လဲဆိုတော့ CIA ကနေပြီးတော့ Studio 6ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးအတုလုပ်ငန်းတစ်ခုကိုသူတို့ခရိုင်းနာမယ် လုပ်လိုက်တယ်ပြီးရင် website တွေထုတ်တယ်ပြီးရင် business card တွေ studio 6နာမည်နဲ့ဖုန်းနံပါတ်တွေပြီးလို့ရှင်ရင်အကုန်လုံးတကက်အဆက်လိုမျိုးပဲလုပ်ခဲ့တာကွာအာအရင်ရတာဗာလဲဆိုလို့ရှင် studio 6ဆိုတော့အဲ့ဒီရုပ်ရှင်ထုတ်လုပ်ရေးအတူ ali ဘလောက်ထိတောင်မှဟိုဘယ်လိုပြောရမလဲဆိုတော့ရုပ်တိရှိလဲဆိုလို့ရှင်ပေါ့နော်အဲ့ဒီ studio 6ကိုအာ ရုပ်ရှင်ဒါရိုက်တာတွေကနေပြီးတော့သူတို့ရဲ့ဒီဆက်လမ်းသူတို့မှာရှယ်ဆက်လမ်းတွေအကောင့်ထဲပေါ်ဖို့ဒီ producer ရှာဖို့ရန်အတွက်ဆက်ညွှန်းတွေပို့ကြတာပေါ့နော် and studio 6ကိုလည်း director တွေကအများကြီးပဲအဲ ဆက်ညွှန်းနေပို့ကြရတဲ့အဲ့ပို့ကြတဲ့အထင်းမှာ Hollywood ရဲ့နာမည်ကြီးရုပ်ရှင် director Steven Spielberg ကတော့မှသူ့ရုပ်ရှင်အတွက် producer ရှာရင်းနဲ့ Studio 6ကိုသူ့ရဲ့ဆက်ညွှန်းပို့ပေးခဲ့တယ်။အလောက်ထိတောင်မှ ပြောချင်တာဒီ Studio 6ဆိုတဲ့ CIA ရဲ့ဟိုရုပ်ရှင်ထုတ်လုပ်ရေးအတူကြီးရောအလောက်ထိရုပ်တည်ရှိတာ Tony Mendes နဲ့ဒီသူနဲ့အတူတူလိုက်ပါမယ် CIA အရာရှိက at johnson လို့ခေါ်ရပေါ့နော် at johnson ကဒီသူ့ရဲ့နာမည်ကိုလုံးဝဘာမှမတိခဲ့ဘူးဒီ operation ပြီးသွားတဲ့ချိန်ကျတော့လေ tony mendes ကစာအုပ်ဒီဟာကိုစာအုပ်လုပ်ပြီးရေးခဲ့လीနော်ဒါပေမဲ့ at johnson ကိုသူ့ရဲ့နာမည်အရင်းကိုမဖော်ပြခဲ့ဘူး CIA agent CIA agent အဲ့လိုမျိုးပဲရေးထားတာဒါပေမဲ့ at johnson ကအသက်80လဲရောက်ကိုပြီးလို့ရှင်ပင်စင်လဲယူလိုက်ရော okay အော်ပရေရှင်းအာကိုမှာပါခဲ့တဲ့ CIA အချင်းငါပဲဟုတ်တယ်ဆိုပြီးတော့အဲ့အချိန်ကျမှပဲပြောပြခဲ့တယ်ပေါ့နော်ဒါတော့ fun fact လေးပေါ့အဲ့ဒါနဲ့ဒီဒီ CIA အချင်းနှစ်ယောက်ကိုပေါ့နော် Hollywood ကလုံးဝ Canadian style လိုမျိုးလုပ်မယ်ဆိုပြီးသူတို့ idea ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာအရန်တင်းမှန်ရော American လာလာပြီးဆိုတာနဲ့ဒါပဲလीတည့်ရမလားအဲ့တော့ Iran ကိုတွားလို့အဆင်မပြေဘူး အပြင်အီရန်ကနေလည်းထွက်လို့အဆင်မပြေဘူး။အဲဒီတော့သူကဘယ်လိုလုပ်လဲဆိုတော့ကနဒါအစိုးရကိုကူညီတောင်းပြီးတော့ကနဒါ Canadian passport တွေသူတို့ထုတ်ပေးလိုက်တယ်။ထုတ်ပေးလိုက်တဲ့အချိန်ကျတော့ဒီ CIA agent တွေကလုံးဝ Canadian style လိုမျိုးစကားပြောတဲ့ပုံစံအာလုံးဝအသွင်ယူပေးလိုက်တာပေါ့နော်။လိုအပ်တဲ့သူတို့ဒီ Hollywood location scout နဲ့ photographer တို့လိုအပ်တဲ့ဒီ camera တွေစက်ပစ္စည်းတွေအကုန်လုံး ဒီရုပ်ဖြတ်တဲ့အရာတွေအကုန်လုံးကိုဒီ CIA ရဲ့ရုပ်ဖြတ်အတွင်ယူတဲ့ဌာနကနေပြီးတော့အစအလယ်ဆုံးတာဝန်ယူစုဆောင်ပေးခဲ့တယ်။ Operation တစ်ခုလုံးကိုအစအဆုံးပြင်ဆင်စနစ်တကျပေါ့နော်တိတိကျကျပြင်ဆင်ပြီးတဲ့နောက်မှာဒီ Tony Mandel Store ပဲအဲ့ဒီတုန်းက American သမ္မတ Jimmy Carter Jimmy Carter စီတွားပြီးတော့ကဲဒီ American တန်တမန်6ယောက်ကိုကယ်တင်ဖို့ အစီအစဉ်ကဒီလိုမျိုးရှိပါတယ်ဆိုတဲ့ဟာကိုတင်ပြခဲ့တယ်။တင်ပြခဲ့တဲ့အချိန်မှာဂျီမီကာတာကနားထောင်ပြီးတော့ဗောနော်။အိုးမဆိုးဘူးဆိုပြီးတော့အခွင့်ပြုပေးခဲ့တယ်။တမတဂျီမီကာတာဘယ်လိုမျိုးခွင့်ပြုချက်ကိုရေးသားခဲ့လဲဆိုလို့ရှိရင် President has just approved the finding. You you may proceed your mission to Tehran. Good luck. So, biro, သူတို့ကိုခွင့်ပြုပေးခဲ့တယ်။အဲ့လိုနဲ့ Tony နဲ့ Ed ကတကယ်ကို Hollywood Hollywood location scout တွေပညာရှင်တွေပုံစံစတိုင်ဖမ်းပြီးတော့ January လ25ရက်နေ့1980ခုနှစ်မှာ Tehran မြို့မှာရှိတဲ့ Mehrabad အပြည်ပြည်ဆိုင်ရာလေးစစ်ကိုဆောက်ရောက်ခဲ့တယ်ပေါ့နော်။ပြီးပြီးတော့သူတို့ကဒီ Canadian နိုင်ငံသားအနေနဲ့ခံယူထားရဲဆိုတော့သူတို့အသေးမဲ့နေရာကကနေဒါတိုင်ယုံမှာတဲမယ်ဆိုပြီးတော့ သူတို့ကနေဒါတန်ယုံကိုတွားခဲ့တယ်။ကနေဒါတန်ယုံကဒီတန်အမတ်တွေရဲ့အိမ်ကမှရောက်တဲ့အချိန်ကျတော့ဒီထိုနီနဲ့အက်ကအမေရိကန်တန်တမန်6ယောက်ကိုရှင်းပြတာပေါ့နော်။ Okay မင်းတို့ကူညီဖို့ရန်အတွက်ကက်ဆယ်ဖို့ရန်အတွက်ရောက်လာတာဒီထွက်ခွာဖို့ဟာနှစ်ရက်ပဲဒီနှစ်ရက်ပဲအချိန်ရှိတယ်ဒီနှစ်ရက်အတွင်းမှာမင်းတို့ကို ြောမဲ့ character တွေကဒီလိုအသွင်ယူမဲ့ပုံစံတွေကဒီလိုမျိုးရှိတယ်ပြီးလို့ရှင်ဒီကနေထွက်သွားတဲ့အချိန်ကျလို့ရှင် Canadian passport နဲ့လုံးဝ Canadian တွေလိုမျိုးထွက်ခွာရမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့ဒီနှစ်ရက်အသွင်ထဲမှာ character နဲ့ဝင်အောင်အသွင်ယူရမယ်ဆိုတဲ့ဟာကိုရှင်းပြခဲ့တယ်။ခါတိုင်းဆိုလို့ရှိရင်ဒီတန်မန်တန်တန်တမန်အရာရှိတွေကကြတော့သူတို့စကားပြောတဲ့ပုံစံပုံစံနေတာထိုင်တာအရန်တန်တမန်ဆန်နေကွာသိလား။ ဟောလိဝုဒ်လိုဒီလိုစေတနာဝန်ထမ်းလိုပုံစံမျိုးမဟုတ်ဘူးအဲ့တော့ဒါပေမဲ့သူတို့ကလည်းဒီမှာနေတာလှချကြပြီးအသက်အရွယ်တွေလည်းစိုးရင်ရတယ်အိမ်လည်းအရန်ပြန်ချင်တယ်ဆိုတော့နှစ်ရက်အတွင်းမှာလုံးဝ character ဝင်အောင်အဲ့6ယောက်ကလည်းစူးစမ်းပြီးတော့အသွင်ယူကြတာပေါ့နော်အဲ့လိုနဲ့ဒီနှစ်ရက်အတွင်းမှာသူတို့တွေက location scout လို့တုံမျိုးတွားကြတယ်ဒီသူတို့6ယောက်ပေါ့နော်ပြီးလို့ရှိရင်အာဆွေးနွေးတယ်ဘာလို့လဲဆိုတော့ဒါက ခြေရခံတာလေသူတို့သိရမလားအီရန်နိုင်ငံမှာနေရချင်းကြသူတို့ကမလုံခြုံဘူးအဲ့တော့တကယ်ပဲ location scout လုပ်တလို့မျိုးဒီရုပ်ရှင်ကသူတို့ယူလာတဲ့အတိုင်းဒီရုပ်ရှင်အတူ argo အတွက်ပေါ့နော်စညွန်းတွေကဘလို့ပဲနေရမှာဆိုတပ်ပုံတွေရိုက်တယ်သူတို့အဖွက်လိုက်ပုံတွေရိုက်တယ်ဒီ note တွေရေးတယ်တကယ်ကို location scout ပုံစံမျိုးပဲအတွင်ယူတာအတွင်ယူပြီးတော့နောက်နှစ်ရက်လဲနေရောသူတို့ထွက်ခွာရမယ်နေရောက်လာပြီ အဲ့နဲ့နောက်နှစ်ရက်လဲနေကောဒီမာရာပတ်လေးစိတ်ကနေပြီးတော့ Swiss Airline နဲ့ဒီလေရင်ထွက်ခွာချိန်မနက်9:00နာရီ9:00နာရီခွဲမှာထွက်ခွာမှာပေါ့နော်အဲ့တော့ Queen ချင်းကဆော့ဆော့သွားရတာပေါ့ဆော့ဆော့သွားတော့သူတို့တွေကမနက်3:00နာရီ3:00နာရီခွဲလောက်မှာထလာထပြီးတော့လေစိတ်ကိုသွားကြတယ်လေစိတ်ကိုရောက်တဲ့အချိန်ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီ သူတို့အဖွဲ့ကိုဦးဆောင်တဲ့သူပေါ့နော်နှစ်ယောက်ဖြစ်တဲ့ Hollywood Scouter ကြီးပေါ့နော် Tony Mendes နဲ့ The Ed Johnson အရှိရနေတွားပြီးတော့လာဝကနဲ့ညှိတယ်ပေါ့နော် လာဝကနဲ့ဒီ Cyrus Saturn နေပေးပြီးတော့အဲ့လိုမျိုးတွားပြီးတယ်သူတို့နှစ်ယောက်ကရှော့ရှော့ရှူရှူလေးကိုထွက်သွားတယ်ထွက်သွားတဲ့သူတို့နှစ်ယောက်ထွက်ပြီးတဲ့အချိန်မှာပဲဘာဖြစ်လာလဲဆိုတော့ဒီတော်လန်ရေးလက်နက်ကင်တွေကအဲ့ဒီလေးစိတ်ကြောဝုန်းဆိုရောက်လာ ရောက်လာပြီးတော့ခါတယ် လာဝကမှာတန်းစီနေတဲ့သူတွေအကုန်လုံးကိုစစ်ဆေးတော့တာပဲဟာစစ်ဆေးရဲ့အချိန်ကျတော့သူတို့နှစ်ယောက်ထွက်ပြေးတာနဲ့ကိုစစ်ဆေးတာဆိုတော့အဲ6ယောက်ကဟိုမှာလာဝကမှာဟတ်ကော်ကြီးကြခဲ့ပြီးရင်သူတို့ရောတခြား tourist တွေရောဒီခီးတယ်ရီရောပေါ့နော်အဲ့ဒီအချိန်မှာပဲခါလက်နက်ကန်တွေရုံရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာပဲ Swiss Airline ကနေပြီးတော့သူတို့လေယာဉ်ထွက်ခွာတော့မယ်ဆိုတဲ့ဟာကိုကြော်ညာ ကြော်ညာတဲ့အချိန်မှာဒါမဲ့တခုတိထားရမှာဒီ terminal ကနေပြပေါ့နော်လေးစိတ် terminal ကနေပြီးတော့ဒီလိုတန်းပြီး tunnel လေးထဲဝင်ပြီးလေရင်ထဲဝင်လာမှာမဟုတ်ဘူးအဲ့ဒီလေးစိတ်ကနေပြီးတော့ bus လေးစီးပြီးတော့တခါတဲ့လေရင်စီးသွားရတာအဲ့တော့ပြောချင်တာလေရင်ကိုသွားမယ်ဆိုလို့ရှိရင်အဲ့ဒီ bus နောက်ဆုံး ထွက်တဲ့ bus ကိုမှီမှပဲလေရင်ဝင်ပါလေကိုဘလောက်ဆော့ဆော့လာလာအဲ့ bus တဲ့ကိုမပါဘူးဆိုလို့ရှင်လေရင်ထဲလက်ကိုမပါတော့အဲ့တော့ oh my goodness တွားပါပြီပေါ့နော် Tony Mendes ကလည်းဟာဘလို့လုပ်ရမလဲသိဘူးသူစောချွေးနေနေပြန်လာပြန်လာတဲ့အချိန်ကျတော့အဲ့ချိန်မှာတခါတည်းလာဝကမှာစစ်တာစစ်တာအဲ့ဒီလက်နက်ကင်တွေကစစ်နေတဲ့အချိန်ကျတော့ Swiss Airline ပြန်ကြေညာလိုက်တယ်။အာဆက်ချွေးမှုရှိနေပါတဖြင့်ဒီ flight delay ဖြစ်မယ်ပေါ့။ ဟဲ့โอเคအဲ့ဒါဆိုလို့ရှင်တို့အချိန်နဲ့နဲ့ရရပေါ့အဲ့ဒါနဲ့အဝေးနားမှာဒီ monitor လုပ်ပြီးစောင့်ကြည့်နေတဲ့ Canadian တိုင်ယုံကအတွင်းလူတွေရှိတယ်အဲ့လူတွေကို Tony Mendes ကနေပြီးတော့ Swiss airline ကဘာဖြစ်တာလဲပေါ့နော်ဘာဆက်ချွတ်ရွံ့တာလဲနောက်တစီကိုစောင့်ရမှာလားဒါမှမဟုတ်လို့ရှင်အဲ့တစီကိုစောင့်ပြီးတော့တွားရမှာလားလို့ မေးကြည့်တော့အဲ့ဒီခနေကနေဒါတိုင်ယုံကအတွင်းလိုကပါပြောလဲဆိုတော့မဟုတ်ဘူးအဲ့ဒါ minor လေးပဲဆက်ချွေရင်တာခဏနေကြရင်ထွက်လိမ့်မယ်နင်မင်းတို့စီမှာအချိန်တိတ်မရှိဘူးဆိုပြီးပြောလိုက်တယ်။အဲ့တော့အဲ့အချိန်မှာတကယ်ပဲလုံးဝကိုချွေးပြက်လာပြီ။ဒါပေမဲ့ဘယ်လိုပြောရမလဲဆိုတော့ Tony Mendes ကအသေးစိတ်တော့ season ထားတယ်။ season ထားတိုင်းတဲ့အတိုင်းလဲဖြစ်ချင်မှဖြစ်တာလေနော်။ဘာလို့လဲဆိုတော့ဒီဟာနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အဲ့တော့ Swiss Airline ကလည်းပြန်ကြေညာလိုက်။အော်ဆက်ချွရင်းနဲ့ဟာအကုန်လုံးပြင်ဆင်ပြုတ်ပြင်ပြီးသွားပြီး boarding ဆမယ်ပေါ့။ Oh my goodness အဲ့ချိန်မှာဒီဟို6ယောက်ကအမှခါလေရက်နေတော့မယ်။အစစ်စေးခံနေရတော့မယ်။စစ်စေးခံနေရတဲ့အချိန်ကျတော့သူတို့အဲ့6ယောက်ကလည်းဘလို့ဖြစ်လာလဲဆိုတော့စိုးရင်လာတာပေါ့ဟုတ်တယ်မလား။အိုးငါတို့ 6ယောက်ရဲ့အာသူတို့တန်ယုံမှာဝင်ရောက်စီးနေတဲ့အချိန်မှာငါတို့6ယောက်မရှိတဲ့ဟာကိုတိထားပြီးတော့အခုတည်းလိုက်လာလိုက်လာတာလားစိုးရင်စိတ်များလာတာဟုတ်ဆိုအဲ့မှာခါတဲ့တက်နေတာတက်နေတဲ့အချိန်ကျတော့သူတို့မေးတယ်ပေါ့နော်ဟဲ့နာမည်ပြောပြီးရင်ဘာစာရွက်စာတမ်းလိုတယ်ဟိုကစာရွက်စာတမ်းတော့မေးခွန်းပေါင်းဆောင်မေးတယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီလက်နက်ကင်တွေကမေးတဲ့မေးခွန်းတွေ လိုချင်တဲ့စာရွက်စာတမ်းတွေအကုန်လုံးဒီ CIA က ကုံလုံးကိုပြင်ဆင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မိသမျှသူတို့စီမှာအဖြေရှိအဖြေရှိတော့ဒီလက်နက်ကင်တွေကဟိုရစ်ပြီးတော့မေးလို့မရတော့အဲလိုင်းကထွက်တော့မှာဆိုတော့ okay ဆိုပြီးနောက်ဆုံးကြတော့အဲ6ယောက်ကိုအချိန်မီလေးလေးအချိန်မီလေးလာဝကနေပြီးတော့လွတ်ပေးခဲ့တယ်အဲ့တော့ car နဲ့ bus ကိုပြေးပြီးတော့ bus ကနေတဆင်လေးရင်ကိုရောက်သွားတယ်အဲ့နောက်ပိုင်းကြတော့ဒီလေးရင်ကနေလေးရင်ကိုကြည့်လိုက်တဲ့အချိန်မှာလေ2 4ဆိုတာ ထူးခြားစွာတိုက်ဆိုင်မှုကပါလဲဆိုတော့ဒီ Swiss Airline ရဲ့လေယာဉ်မှာပိုင်ရေးထားလဲဆိုတော့ Swiss နိုင်ငံဒီ Switzerland ရဲ့တည်နေရတစ်ခုပြည် Argo ဆိုတဲ့ဟာကို D A A R G A U ဆိုပြီး Argo ဆိုပြီးရေးထားတယ်။အရင်ရီအဲ့လိုတိုက်ဆိုင်မှုပေါ့နော်ရီချင်ဆရာကြီးပေါ့ Operation Argo ကဒီကဲဆယ်တဲ့သူတွေအကုန်လုံးဒီ Swiss Airline ရဲ့ Argo C မှာဟိုတဲဆောင်ပြီးတော့ပေါ့နော်အနိုင်ငံကနေထွက်ခွာခဲ့ဆိုတဲ့ဟာလေးကတော့တိုက်ဆိုင်မှုပေါ့အောင်မြင်စွာ American တန်တမန်6ယောက်ကိုအီရန်နိုင်ငံကနေပြီးတော့ Big and the Ken စွာကဲထုတ်လာနိုင်ခဲ့တယ်အဲ့ဒီဟာကကြတော့တတင်းကဒီသူတို့6ယောက်ကိုတမဒါကလည်းတွေ့ပါညာနဲ့တတင်းကထွက်သွားတဲ့အချိန်ကျတော့ American နိုင်ငံသားတွေကအယံကိုသူတို့ရဲ့စိတ်ထဲမှာလေကနေဒါကိုကျေးဇူးတင်တဲ့ အဲ့လိုအရန်ကျေးဇူးတင်မိသွားတဲ့အချိန်ကျတော့ဒီ American နိုင်ငံသားတွေကဘာလုပ်ကြလဲဆိုတော့ Thank you Canada ဆိုပြီးတော့ဆိုင်းပုတ်ကြီးခါရဲကင်ပြီးတော့ Canada ကိုကျေးဇူးတင်တဲ့ဟာကိုသူတို့အာချပြခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးတွေချစ်ချင်အဖြစ်ကြီးနူးစရာတော့ကောင်းတာပေါ့နော်အဲ့လိုနဲ့ပဲ Operation Argo အဖွဲ့သားတွေကိုဥဆောင်ခဲ့တဲ့ဒီ Operation Argo ရဲ့အဓိက mastermind လည်းဖြစ်တယ်ပြီးလို့ရှင်ကိုတိုင်လည်းပါဝင်တဲ့အတွက်ကြောင့်မလို့ CIA အရာရှိ Tony Mantas နဲ့သူနဲ့အတူပါဝင်ခဲ့တဲ့အာနောက်ထပ်အရာရှိသူဖြစ်တဲ့ Ed Johnson ကို CIA ရဲ့ Intelligence Star Stealth Agency စူချခဲ့တယ် Intelligence Star ဆိုရဲဟာလေ CIA ရဲ့ဒီအဖွဲ့အစည်းကြီးရဲ့ဒုတိယအကြီးဆုံးသောဒီစုပေါ့နော် ဘာလို့လဲဆိုတော့ပထမအကြီးဆုံးစုကဘာလဲဆိုရင်ဒီ intelligence cross လို့ခေါ်တယ်။အဲ intelligence cross ကကြတော့ဘယ်လိုလူမျိုးတွေကိုပေးတာလဲဆိုရှင်ပထမစုကကြတော့ဒီ distinguished intelligence cross ကိုလုံးဝအသက်အန္တရာယ်ပေါင်းစုံကြုံကြိုက်ခံပြီးတော့နိုင်ငံအတွက်စ조사ပြီးတော့ mission ကိုအောင်မြင်စွာလုပ်ပေးနိုင်တဲ့သူအဲအဲ့လိုမျိုးဟိုတရှိုးတွေ ဒီစုံစမ်းထောက်လိုင်းရေးလုပ်တဲ့အရာရှိတွေရော ပေးတာပေါ့ဒါပေမဲ့အများပိုင်းကတော့လေအဲ့လို intelligent cross ကိုရတဲ့သူတွေကရတဲ့အချိန်ကျတော့သူတို့အသက်မရှင်တော့ဘာလဲဆိုတော့နိုင်ငံတော်အသက်ပေးရတဲ့သူတွေကရတာများတယ်ပေါ့နော်လုံးဝသူရပွက်လို့ပြောရပြောရမှာပေါ့အဲ့တော့ဒီ operation argo ကအောင်မြင်စွာပြီးဆုံးသွားတယ်ပြီးလို့ရှင်ရင်ဒီ ်ထယ်ရန်မြို့မှာအဖမ်းခံပြီးကြံခဲ့တဲ့တန်တမန်66ယောက်ကတော့ဒီနေမကောင်းတဲ့အချိန်မှာတယောက်ပြီးတယောက်လွတ်ပေးရတဲ့ January လ20ရက်နေ့1981ခုနှစ်မှာ American တမတာအသစ်အာရော်နယ်ရီဂန်နာကြမ်းကြိမ်ပြီးတော့မိနစ်ပိုင်းအခြားလေးမှာပဲဒီလက်နက်ကင်တွေကကြံခဲ့တဲ့ဒီအသက်ရှင်ပြီးကြံခဲ့တဲ့အမေရိကန်နိုင်ငံသား52ယောက်ကိုလွတ်ပေးခဲ့တယ်ပေါ့နော် ဒီ operation အကိုဟာ solution တော့အခု solution ban affleck ကနေပြီးတော့သူ director လဲလုတ်ပြီးတော့သူကိုယ်တိုင်လဲတယောက်ဆောင်ပြီးတော့ရုပ်ရှင်ထွက်ထားတယ်ရုပ်ရှင်နာမည်ကတော့ argo လို့ခေါ်တယ် a r g o အစိတ်ဝင်စားရဆိုလို့ရှင်ကြီးစုနိုင်ပါတယ်အဲ့ဒီဟာတော့တကယ်ဖြစ်ရမှန်ကိုရိုက်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော် angela ကိုယ်တိုင်လဲဒီ operation အကိုအကြောင်းစဉ်းစားမိဆိုလို့ရှင်အယံကိုဩတော်တော်လေးကိုအသေးစိတ်နိုင်ပါလားဆိုတဲ့ဟာကိုဒီ CIA ရဲ့လုတ် လှုပ်ဆောင်မှုတွေကိုအနှဲငယ်အာမြင်ရတယ်ဆိုတဲ့ဟာကိုသိရတယ်အဲဆိုလို့ရှင်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဘိုင်ဘိုင်